ကိုမူနှင့်ကိုနေမိမိအလိုဆန္ဒကိုထိန်းချုပ်နိုင်ရန်ခက်ခဲလှပါတယ်။ကိုယ်တိုင်ကပိန်ချင်တယ်။သို့တော့အစားကောင်းအတော့ကောင်းတွေကို ခုံမင်တွေ့တာနေပါတယ်။ထို့ကြောင့်မူတစ်ခုကို ခိုင်မာစွာချပြီးရက်တီနိုင်ရန်လိုအပ်ပါတယ်။ကိုမူနဲ့ကိုနေထိုင်နိုင်ခြင်းဆိုဒီမှာ ကိုကိုကိုစီကံတတ်မှတ်ခြင်းဖြစ်ပါတယ်။ထိမ့်သိမ့်ကနေတက်လာရင် အလိုလျောက်အလေးအကျင့်တွေ ဖြစ်လာပါလိမ့်မယ်။စိတ်ခိုင်မာစွာဖြင့်လိုက်နာစောင့်ထိန်နိုင်ရင်မိမိလိုချင်သည့်ပန်းနိုင်ကိုရောက်မှာဖြစ်ပါတယ်။ဖြစ်ချင်တာနဲ့ဖြစ်တင်တာကိုဝေခွဲမရနိုင်ဖြစ်နေရင်ငါ့မှာဘလို့စီကံတွေချမှတ်ထားကြောင်းပြန်ပြီးတတိယရစီချင်ပါတယ်။တသက်လုံးထိမ့်သိမ့်ခဲ့သမျှခဏလေးအတွင်း အပြတ်ခံနိုင်သလားစဉ်းစားဆင်ခြင်ရန်ဖြစ်ပါတယ်။ကောင်းသောအမြင်ကောင်းသောအတွေ့အများဖြင့်မိမိပတ်ဝန်းကျင်ကိုငဲကြည့်စေချင်ပါတယ်။ငါလောရက်တစ်ခုသည်ဘာတွေဖြစ်သွားနိုင်သနည်းဆိုသည့်အကျိုးဆက်လေးကိုတွေးပြီးထိမ့်သိမ့်နိုင်လာပါလိမ့်မယ်။မိမိဘဝရည်တည်ရေးအတွက်မိမိချမှတ်ခါနေထိုင်မည်မူပေါင်းများစီမင်းများက အရေးကြီးပါတယ်။ဘဝအောင်မြင်ရေးအတွက်ဆက်လှမ်းလိုလင်း မူပေါင်းအတွင်းကသာရှောက်ရမှာဖြစ်ပါတယ်။စီမရှိမူမရှိပေါင်းမရှိရှောက်လို့လဲပန်းနိုင်ကို ရောက်နိုင်ရန်ခက်ခဲပါလိမ့်မယ်။ရေအရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နိုင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြားဆက်ရာတတဝဟူသည်များတို့သည်အိမ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးသားအိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။